အလုပ်ဘာမှတိတ်လို့ဆရာမလို့ပဲနဲ့ဝင်နဲ့ဝင်ငွေကလေးက passive income တွေဖြစ်ပါတယ်။အဲ့ဒီ passive income တွေရဖို့လွယ်ရဲ့လားဆိုတဲ့အကြောင်းကိုဒီဗီဒီယိုထဲမှာအနေငယ်ဆွေးနွေးတင်ဆက်ပေးချင်ပါတယ်။မင်္ဂလာပါ Good Life Investing Channel ကနေကြိုဆိုပါရစေ။ဒီ channel မှာငွေရေးကြေးရေးတုတ်တက်ရေးအကြောင်းတွေနဲ့ stock ဈေးကွက်မှာယင်းနှမြုံနှံခြင်းတွေအခြေခံတွေကိုဝင်မြတင်ဆက်ပေးနေတာဖြစ်ပါတယ်။ channel နဲ့အတူ like ပါလေ့လာဖို့ဖိတ်ခေါ်ပါရစေ။ subscribe လုပ်ရသေးဘူးဆိုလို့ရှိရင်လုပ်ပေးဖို့တောင်းဆိုပါရစေ။ အလုတ်များများတိတ်လုတ်စရာမလိုပဲဒါမှမဟုတ်အလုတ်နည်းနည်းပဲလှုပ်ယုံနေဝင်နေတဲ့ငွေကိုအိတ်နေရင်တောင်မှဝင်နေနိုင်တဲ့ငွေတွေဟာ passive income တွေပါဒါကိုတချို့ကဘာမှမလုပ်ဘဲနဲ့ငွေငွေတွေရတာဖြစ်နိုင်ပါမလားရှိတယ်ဆိုရင်ငါလဲလူကျင်ပါရဲ့လို့လောင်းတလို့ပြောရကြပါတယ်ဒါကသူတို့ဘဝမှာရရဆဆနေပြီးတော့မှလက်လုံးမှပါဇက်လုံးနိုင်တယ်အလုံးလုံးမှစောင့်ဝင်နေရေးအဆင်ပြေတယ်ဆိုတဲ့အနေအထားရှိနေလို့ဖြစ်ပါတယ် ဒါကလည်းအထူးအဆန်းတော့မဟုတ်ပါဘူး။တာမန်လူများစွာကဒီလိုအခြေအနေမှာပဲနေကြရတာများပါတယ်။ငွေကြေးဘူးသူတာနေပြီး passive income ကိုအထင်သေးတယ်ဆိုရင်တော့အဲ့ဒီလူအတွက်ကတိတ်မကောင်းတော့ဘူးပေါ့နော်။လွယ်လွယ်နဲ့ရလာတဲ့ငွေဆိုတာဘယ်နေရာမှမရှိပါဘူးလက်ရှိမှာ passive income တွေရပြီးဘာအလုပ်ကမှတိတ်လို့ဆရာမလို့ပဲနဲ့အေးအေးဆေးဆေးနေနိုင်နေဆိုတဲ့လူတွေဟာအရင်တုန်းကသူများထက်ပိုပြီးစူးစမ်းခဲ့ကြလို့ဖြစ်ပါတယ် တခြားလူတွေကရထမြသုံးနေတဲ့အချိန်မှာသူတို့ကချွေတာပြီးတော့ငွေကို ပို့ပြီးစုနေကြပါတယ်။ငွေအကြောင်းလေ့လာပြီးရင်းနှီးမြှုပ်နှံနေကြပါတယ်။နောက်မှငွေဝင်လာတဲ့စနစ်တွေရှိလာအောင်တိဆောက်နေကြတယ်။ဝင်ငွေလမ်းကြောင်းအပူတွေရှိလာအောင်ဖန်တီးနေခဲ့ကြပါတယ်။ investment တွေလုပ်ပြီးတော့ investment တွေကနေ passive income များများရလာဖို့ဆိုရင်များပြားတဲ့ investment ပမာဏဖြစ်ဖို့လိုပါတယ်။များပြားတဲ့ investment ပမာဏဆိုတာကခဏအတွင်းရနိုင်တာမဟုတ်ဘဲနဲ့ နှစ်ပေါင်းများစွာခြေသားစုဆောင်ပြီးတော့မှ invest လုပ်ခဲ့မှသာရနိုင်ပါပါ။ဒါနဲ့ stock ဈေးကွက်မှာ invest လုပ်ဖို့ပဲဖြစ်ဖြစ် trading လုပ်ဖို့ပဲဖြစ်ဖြစ် trading account တစ်ခု brokerage account တစ်ခုဖွင့်ဖို့အတွက်ရှာနေတယ်ဆိုလို့ရှိရင်မို့မို့ရဲ့ new user promotion လေးနဲ့ပေါ့နော်လက်ရှိနောက်ဆုံးပေးနေတဲ့ promotion လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ promotion ကာလကတော့28ရက်2လ2025ကနေပြီးတော့မှ22ရက်5လ2025အထိဖြစ်ပါတယ်။သူပေးနေတဲ့ rewards ကစုစုပေါင်းပေါ့နော် စင်ကာပူဒေါ်လာ120အထိရနိုင်ပါတယ်။ rewards ရဖို့ဆိုလို့ရှိရင်ကိုကအရင်ဆုံးအကောင့်ဖွင့်မယ်ပေါ့နော်။အကောင့်ဖွင့်ပြီးတော့မှ ဒီတင်ဆက်သူတို့ရဲ့ KOL link ကနေပြီးတော့မှသစင်ဖွင့်နေဆိုရင်စင်ကာပူဒေါ်လာ100အထိတွင်းနေဆိုလို့ရှိရင် cash coupon တရက်2ဒေါ်လာနဲ့10ရက်ရမှာဖြစ်ပါတယ်။နောက်တစ်ဆင့်ကမှကိုကပို့ပြီးတော့ promotion ရကြတယ်ဆိုလို့ရှိရင်ငွေဒေါ်လာ3000အထိကို deposit တွင်းနေတွင်းနေဆိုလို့ရှိရင်စင်ကာပူဒေါ်လာ40တန်ဖိုးရှိတဲ့ Tesla fraction နဲ့ share တွေရဲ့ cash coupon 10ဒေါ်လာ5ခုရမှာဖြစ်ပါတယ်။အကောင့်ဖွင့်ရုံနဲ့ American stock တွေ ဝယ်ရောင်းနေဆိုလို့ရှိရင်တသက်စာကော်မရှင်က free ရမှာဖြစ်ပါတယ်။နောက်ပြီးတော့ US option trade တယ်ဆိုလို့ရှိရင်လည်း contract တရာအထည်ပေါ့နော်။လတိုင်းကော်မရှင် free ကိုရနိုင်မှာပဲဖြစ်ပါတယ်။ promotion အသေးစိတ်လေးကိုတစ်ဆက်တူလို့ရဲ့ဒီ YouTube channel ရဲ့ post အောက်မှာရှိတဲ့အဲ့ဒီ promotion post လေးမှာကြည့်နိုင်တယ်လို့ giveaway link ကနေတစ်ဆင့်ကြည့်နိုင်ပါတယ်။ passive income လိုလည်းနဲ့ရပါမလားဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးဆက်ပြီးပြောရမယ်ဆိုရင်လက်ရှိမှာအိမ်အငှားဝင်ငွေ passive income တွေများများရနိုင်ဖို့ဆိုရင်အိမ်တွေတစ်လုံးမကပိုင်ဆိုင်ထားဖို့လိုပါတယ်။အဲ့ဒီအိမ်တွေပိုင်ဆိုင်နိုင်ခဲ့ဖို့ဆိုရင်ကိုယ့်ရဲ့ဝင်ငွေတွေကိုအရင်တုန်းကချွေးသားသုံးဆွဲဝင်ငွေတွေသုံးပွားအောင်လုပ်နှစ်ပေါင်းများစွာစုဆောင်ပြီးတော့မှစီမံတက်ခဲ့ဖို့လိုပါတယ်။ထို့နည်းတူလူတစ်ယောက်က passive income နဲ့တူတဲ့ပေါ့နော် digital income တွေ social media income တွေရနိုင်တယ်ဆိုရင်မရခင်နှစ်အပိုင်းအခြားတစ်ခုအတွင်းမှာ ကိုယ့်ရဲ့ပေါ့နော်ဒီ brand တွေတိဆောက်တာတွေဖန်တီးမှုတွေစဉ်ဆက်မပြတ်တွေလောက်ခဲ့တာတွေလေ့လာသင်ယူခြင်းတွေလောက်ခဲ့ဖို့လိုပါတယ်လက်ရှိမှာဝင်ငွေရနေတာကြောင့်မို့လို့အခုချိန်မှာလွယ်တယ်လို့ထင်ရပေမဲ့အဲ့ဒီလိုရလာဖို့ငွေမရသေးပဲနဲ့စူးစမ်းတိဆောက်နေရတဲ့အချိန်များစွာနှစ်ချီရင်းနှီးဖို့လိုပါတယ် passive income ရဖို့ကလွယ်လွယ်နဲ့မရနိုင်ပါဘူးငွေကြေးအသိပညာနဲ့စူးစမ်းတိဆောက်ခဲ့ခြင်းတွေများစွာရှေ့ပိုင်းမှာလိုပါတယ် ဒါပေမဲ့လည်းမရနိုင်လောက်အောင်ခက်ခဲတာတွေလည်းမဟုတ်ပါဘူး။ငွေကြေးအသိရှိပြီးတော့မှစ조사တိစောက်တယ်ဆိုရင်လူတိုင်းမှာ passive income တွေရှိနိုင်ပါတယ်။ passive income အမျိုးအစားခုနှစ်မျိုးကတော့ interest income, investment income, rental income, digital product income, affiliate income, royalties, automated business income တွေဖြစ်ပါတယ်။ interest income ဆိုတာကတော့ကိုယ့်ရဲ့ငွေသားကိုအတိုးအမြတ်ရမယ့်နေရာမှာထားခြင်းကြောင့်ရလာတဲ့အတိုးအမြတ်ဝင်ငွေဖြစ်ပါတယ် ဘန်မာဆုလို့ရတဲ့အတိုးဝင်ငွေစရင်းတေအငွေ money market fan ပေါ့နော်ဒီမို့မို့ရဲ့ cash plus လိုမျိုးတဲ့မှာပတ်စံတွေကိုထည့်ထားတဲ့အတွက်ကြောင့်မလို့ရတဲ့အတိုးတွေအဲ့လိုပုံစံတွေဖြစ်ပါတယ်အတိုးလဲရတဲ့အပြင်ကိုကိုလိုအပ်တဲ့အချိန်မှလည်းအချိန်တို့အတွင်းအမြန်ဆုံးငွေအဖြစ်အလွယ်တကူပြန်ထုတ်ယူနိုင်ပါတယ် investment income ဆိုတာကတော့ငွေထည့်ရင်းတဲ့နေရာကနေပြီးတော့အမြတ်ခွဲဝေပေးတာကိုရခြင်းဖြစ်ပါတယ် stock ဈေးကွက်မှာဆိုရင် dividend stock တွေရှိမယ် dividend stock တွေကိုဝယ်ထားရဆိုလို့ရှိရင် dividend အမြတ်တွေခွဲပေးတဲ့အချိန်မှရရှိမှာဖြစ်ပါတယ်ကိုကတခြားလူတွေရဲ့စီးပွားရေးလုပ်ငန်းတွေထဲမှာငွေရင်းပေါ့နော်တချို့တဝက်ဒါ share ဝင်ထားတယ်ထည့်ထားတယ်ဆိုလို့ရှိရင်လည်းဒါလစဉ်နှစ်စဉ်အမြတ်ခွဲဝေရရှိတယ်ဆိုတဲ့ပုံစံဖြစ်ပါတယ် ။ Brandon Ingram ကတော့ကိုကပိုင်တဲ့အိမ်ကဆိုင်ငန်းဆက်ပစ္စည်းကားရဲ့ရနေရာဂိုဒေါင်စတဲ့ပေါ့နော်။ငါပေးလို့ရသမျှတော့ပိုင်ဆိုင်မှုတွေတဲကနေပြီးတော့မှငါပေးခြင်းကြောင့်ရတဲ့အငှားဝင်ငွေဖြစ်ပါတယ်။ digital product income ကတော့ ebook တွေ template တွေ online video class တွေဖန်တီးရကနေပြီးတော့မှရနေတဲ့ဝင်ငွေတွေဖြစ်ပါတယ်။တခါတည်းဖန်တီးရုံနဲ့ဝင်ငွေတွေနောက်ပိုင်းမှာသူ့အနေနဲ့သူဝင်နေနိုင်တဲ့ပေါ့နော်။ passive income တွေပဲဖြစ်ပါတယ်။ affiliate income ကတော့တခြားသူရဲ့စာအုပ်လားကုန်ပစ္စည်းလားတခုခုကိုကြော်ညာပေးခြင်းကနေကိုကသင့်ရောင်းပေးခြင်းကြောင့်ရတဲ့အတွက်ကြောင့်မို့လို့ commission ပုံစံဒါအမျက်ခွဲဝေပေးခြင်းရတဲ့ငွေငွေပဲဖြစ်ပါတယ် royalties ကတော့ကိုဖန်တီးခဲ့တဲ့စာအုပ်တချင်အမှုပညာပစ္စည်းပေါ့နော်ဖန်တီးမှုတခုခုထုတ်ကုန်တခုခုကနေပြီးတော့မှတစ်ခါပဲဖန်တီးပြီးတော့မှနောက်ပိုင်းမှာဆက်ပြီးတော့မှလူကြိုက်များတယ်ရောင်းချနေရတယ်ဆိုလို့ရှိရင်ဝင်ငွေတွေရတယ်ဒီ ဆောင်းဆိုရင်လည်းဆောင်းတိုက်ကနေပြီးတော့မှရောင်းချေးတွေကိုစီကိုပြန်ပြီးခွဲဝေပေးတယ်ဆိုတာမျိုးဖြစ်ပါတယ်။ Automated business income ဆိုတာကတော့အလိုလိုလဲပတ်နေတဲ့လုပ်ငန်းစနစ်တစ်ခုကနေကိုယ်တိုင်ဝင်လုပ်နေစရာမလိုဘဲနဲ့ဝင်လုပ်ရရင်လည်းနည်းနည်းပဲပေါ့နော်လှုပ်ဖို့လိုတဲ့ ပုံစံနဲ့ဝင်ငွေရနေတာဖြစ်ပါတယ်။ဥပမာအနေနဲ့ vending machine တို့ laundromat တို့ပေါ့နော်အဝတ်လျှော်စက်တွေရှိတဲ့နေရာဒါမှမဟုတ်လည်းအေးဘူးတွေပါတွေရောင်းတဲ့ဆက်တို့ပေါ့နော်အဲ့လိုမျိုးပုံစံတွေဖြစ်ပါတယ်။လုပ်ငန်းအစဉ်အဆက်ကိုတခြားသောဝန်ထမ်းတွေစနစ်တွေနှိပညာတွေနဲ့လက်ပတ်နိုင်ထားပြီးတော့မှကိုမပါလဲလက်ပတ်နိုင်အောင်လုပ်နေတာဖြစ်ပါတယ်။လက်ပတ်နေပြီးဝင်ငွေတွေက passive income အဖြစ်ရနေတာဖြစ်ပါတယ်။အဲ့ဒီ passive income ခုနှစ်မျိုးလုံးကိုတပြိုင်တည်းတည်ဆောက်ဖို့တော့မလိုဘူးပေါ့နော်ကိုက စစချင်းမှာ passive income ရဖို့အတွက်စပြီးလုပ်နေရဆိုရင်တမျိုးလောက်ကိုပဲအရင်ဆုံးတည်ဆောက်နိုင်ပါတယ်။နောက်ပိုင်းတဖြည်းဖြည်းနဲ့အမျိုးအစားတွေပိုများလာအောင်တည်ဆောက်သွားနိုင်ပါတယ်။ဥပမာအနေနဲ့ကိုက stocks တွေမှာ invest လုပ်နေရင်းနဲ့ digital product တွေကိုတည်ဆောက်လို့ရတယ်။စိတ်ရှိရှိလုပ်ဖို့တော့လိုတာပေါ့နော်။တခါတည်းရမှာဆိုရင်တည်တာတဲ့ passive income မရခင်မှာအလုံးစိတ်ရှိစူးစမ်းဖို့လိုပါတယ်။ passive income တွေတည်ဆောက်ဖို့ဆိုရင်ကိုယ်မှာရှိပြီးသားငွေတွေဘူးတူတာတွေနဲ့ကျွမ်းကျင်မှုတွေကိုအသုံးပြုနိုင်ပါတယ်။ငွေအပိုကိုဒီတိုင်းထားမဲ့အစားအသွေးရမဲ့နေရာမှာထားရဆိုလို့ရှိရင် interest income တွေရနေမှာဖြစ်ပါတယ်။ကိုကပညာရည်တစ်ခုခုကိုကျွမ်းကျင်နေတူလို့ဆိုရင်သင်ခန်းစာဗီဒီယိုတွေလုပ်ပြီး online class တွေလည်းလုပ်နိုင်ပါတယ်။ကိုကအိမ်ဝင်ထားတယ်ဆိုလို့ရှိရင်အခန်းလို့ရှိရင်လည်းငားပေးနိုင်တယ်။ဒါမှမဟုတ်ရင်လည်းဒါအိမ်နှလုံးသွေးရည်လိုမျိုးအိမ်ငွေဝယ်ပြီးတော့မှတချမ်းကိုငားပြီးတော့မှကိုကဝင်ငွေတွေရှာနိုင်ပါတယ်။ တကယ်လို့ငွေအရင်းနှီးရှိတယ်ဆိုရင်လည်းကားတွေဆိုင်ငန်းတွေဝယ်ပြီးပြန်ငားစားနိုင်ပါတယ်။ဒါဆိုရင်ဒီလို passive income တွေဟာအချိန်ကြာလေးများလာလေးဖြစ်ပြီးတော့မှ financial freedom ဆိုတဲ့ပန်းနိုင်ကိုရောက်သွားမှာပဲဖြစ်ပါတယ်။ passive income တွေအတိုင်းအတာတစ်ခုထိရလာပြီးအောင်မြင်လာတဲ့အခါမှာလူတွေရဲ့အမြင်မှာဘာမှတိတ်မလုပ်ဘဲနဲ့ငွေဝင်တဲ့ပုံစံဖြစ်နေနိုင်ပေမဲ့ဘလောက်ကြိုးစားရသလဲဆိုတာတွေကိုကိုယ်တော်အသိဆုံးဖြစ်ပါတယ်။လက်ရှိမှာကိုကြိုးစားခဲ့ရတဲ့ကြိုးစားမှုတွေရဲ့ရလက်အတွက်ထိုက်တန်တဲ့အကျိုးကျေးဇူးတွေခံစားနေရတာပဲဖြစ်ပါတယ်။ ခုတင်ဆက်ပေးခဲ့တာကတော့ passive income ရဖို့လွယ်နိုင်သလား passive income အမျိုးအစားတွေကဘာတွေလဲဘလို့ရနိုင်တယ်လဲဆိုတဲ့အကြောင်းလေးတွေကိုအနေငယ်ဆွေးနွေးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ် like ကိုနေပြီ channel ကိုအပ်ပေးနိုင်ပါတယ် subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင်လုပ်ပေးဖို့တောင်းဆိုပါတယ် passive income တွေအများကြီးပဲရနိုင်ကြပါစေနောက်ထပ်တင်ဆက်ပေးမယ့် video တွေမှာပြန်ဆောင်ကြပါစို့